ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အောက်ခြေပေါက်နေတဲ့ Rainier Derrida ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ညီမပရိသတ်တွေရဲ့အသေးကြော်ကြီး Rainier Derrida ကတော့လာမယ့်မေလ၄ရက်နေ့ဒီတစ်ပတ်တနင်္ဂနွေနေ့မှာဆိုရင်ပွဲထိုးသက်သွားရမှာဖြစ်ပါတယ်သူကရှုံးမွေးမရှိ Fighter Bonnick နဲ့ရင်ဆိုင်ထိုးသက်သွားရမှာဖြစ်ပါတယ် Rania Derrida 1 Championship နဲ့လမ်းခွဲခဲ့ပြီးကမ္ဘာ့ပရိုမိုးရှင်းကြီး UFC တန်ရောက်ရှိလာခဲ့တဲ့ Fighter တယောက်ပါ UFC မှာနှစ်ပွဲသာထိုးသက်ရသေးပြီးနှစ်ပွဲလုံးအနိုင်ရက UFC Middleweight တန်း Ranking နံပါတ်73နေရာထိတောင်ရောက်ရှိလာခဲ့ပါပြီ။ဒီဒီချိန် Netherlands Lawson နဲ့ရင်ဆိုင်ကစားမဲ့ Fighter ကရှုံးမွေးမရှိ Fighter Bonike ဖြစ်ပါတယ်။သူ့လိုမျိုးပဲ Ground Game Man ကိုကျွမ်းကျင်တဲ့ Fighter တယောက်ပါ။ Bonike ကသူ့ထက်လေး UFC အတွေ့အကြုံကြီးပိုရှိနေပါတယ်။ Bonike ကအရက်6ပြည့်တက်လာမှရှိပါတယ်။ Rainier Derrida ကတော့6ပြီ4လက်မှအထိရှိပါတယ်။ဒါကြောင့်အရင်ကခြေရင်လက်တံမှာ Rainier Derrida ကပိုတာနေပါတယ်။ပိုနေကေကလက်ရှိမှာအသက်29နှစ်အရွယ်ကိုရောက်ရှိနေပါပြီ။ Rainier Derrida ကတော့အသက်34နှစ်အရွယ်ရှိပါပြီ။ Fighter နှစ်ယောက်လုံးရဲ့အကောင်းဆုံးအချိန်ကာလတွေလို့တော့ဆိုလို့ရပါတယ်။ Rainier Derrida တို့ဒီပွဲကရှေ့ကထိုးတက်ခဲ့တဲ့နှစ်ပွဲလောက်တော့လွယ်ကူမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ပြိုင်ပရှုံးပွဲမရှိ fighter ဖြစ်နေတဲ့အပြင်သူ့လိုမျိုး ground game မိုင်းကိုကျွမ်းကျင်တဲ့အထက်ကြောင့်ဖြစ်ပါတယ် ။ Ryanair ဒေဝီတာကတော့ Bonique ကိုအေးစစ်စစ်အနိုင်ပြလို့ရရတယ်ဆိုပြီးပြီးခဲ့တဲ့ interview တွေမှာတောက်လျှောက်လေးကျဲထားပါတယ်။ပေါ့ချေးကတော့ Ryanair ဒေဝီတာကအောက်ချေးပေါက်နေပါတယ်။ Ryanair Derrida ကို3.48နဲ့ဖောက်ထားပြီး Bonique ကို1.32ပေးထားပါတယ်။ကျေးကိုကြည်လာတဲ့ Ryanair Derrida မလွယ်ဘူးဆိုတာထင်ရှားပါတယ်။ဒါပေမဲ့ MMA ဆိုတာဘာမှမဆိုဖြစ်သွားနိုင်တဲ့အခင်းချင်းဖြစ်လို့စောင့်ကြည့်ကြရအောင်ပါ။အခေရွေးများ Ryanair Derrida သာဒီပွဲမှာနိုင်မွေးရရှိခဲ့ရင် လာမယ့်ဘွဲမှာသူက top down နဲ့ fighter တယောက်ယောက်နဲ့တိတ်တာပေါ့ရင်ဆိုင်ထိုးတက်ရနိုင်နေရှိပါလိမ့်ပိုင်းရဒရတာကတော့သူ့အနေနဲ့တော်တိုင်းနဲ့ကမထိုးခြင်းဘူးချန်ပီယံစင်ကောခွင့်လမ်းကြောင်းကိုတန်းသွားခြင်းနဲ့ဆိုပြီးတော့လေကျဲထားပါသေးတယ်။နယ်သာလန်ဖိုက်တာကတော့လေနဲနဲကိုမှမလျှော့တာပါ။ပိုင်းရဒရတာရဲ့ပွဲဟာလာမယ့်မေလ၄ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာကြီးရှုကြရမှာဖြစ်ပါတယ်။ပိုင်းရဒရတာတယောက်လေကျဲထားသလိုလုံးပြနိုင်မလားစောင့်ကြည့်သွားကြရမှာပါ။ ။ Ryanair Director ကတော့သူ့အနေနဲ့ Kamsa Shimaev တောင်ရင်ဆိုင်ထိုးသွင်းချင်တယ်လို့ဆိုထားတာပါ။ Kamsa Shimaev နဲ့ Dwight Duplass တို့ရဲ့မီနဝိတန်းချင်ချင်လူဝဲကြီးကိုလည်းတရားဝင်အင်တာဗျူးထားပြီးလို့ CEO Dana White ကပြောဆိုထားပါတယ်။ဘယ်အချိန်ဘယ်နေရာမှာပါဝင်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်ကြရအောင်ပါ Ryanair Director ကတော့ဒီဘွဲမှာအကဲအနိုင်ရပြီးသွားရင်တော့ Top 10 Top 5တွေက Fighter တအူးနဲ့ရင်ဆိုင်ထိုးတက်ရနိုင်ပါတယ်တစင်မီတစင်ထိုးတက်မှသာ Champion လူ့ခွင့်နာကိုနီးကပ်မှာဖြစ်ပါတယ် ရိုင်းနီယာကတော့အဲ့ဒီလိုတော့မဟုတ်ပါဘူး။သူ့အနေနဲ့ဘိုနီကဲကိုနိုင်မွေးရပြီးတာနဲ့တန်မီတော်မှမီဒဝိတ်တင်းချန်ပီယံခပတ်ကြီးကိုစိန်ခေါ်ခြင်းလို့ကိုလေ့ကျဲထားတာပါ။ဒါကတော့မဖြစ်နိုင်ပါဘူး။ရိုင်းနီယာဒေဗီဒာအနေနဲ့လည်းစကားအဖြစ်လေ့ကျဲလိုက်တာပဲဖြစ်မှာပါ။ဘလို့အခင်းအင်းနေဖြစ်လာမလဲဆိုတော့မေလ၄ရက်နေ့ပြီးရင်ဆက်လက်ဆောင်ကြည့်ကြရမှာပါ။ရိုင်းနီယာဒေဗီဒာတယောက် UFC မှာရောအောင်မြင်မှုတွေဆက်လက်ရရှိနိုင်အောင်မလားဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ ။ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲသားပြောရှင်မဲကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။